ထရန်ကအန်အားသင့်စရာမဲတစ်ခုထုတ်လိုက်ပါပြီ။ American အရှိလေပိုင်းဒေသမှာလေရင်တင်သင်္ဘောနှစ်စီးကိုတက်ဆွဲထားတော့မှာပါ။ USS Harry S Truman သင်္ဘောကတော့အနည်းဆုံးတစ်လထက်ကြမဲ့အပြင် USS Covington သင်္ဘောပါပူးပေါင်းလာမှာဖြစ်ပါတယ်။ဒီသင်္ဘောနှစ်စီးကအရှိမနိုင်ငံကဟူသီတွေကိုအပီးတိုင်ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။ True Social မှာထရန်ကဟူသီအကြမ်းဖက်အုပ်စုတွေကိုအပီးတိုင်ချိန်မုံးမယ်လို့ပြောထားပါတယ်။လေရင်တင်သင်္ဘောတွေက American ရဲ့ပြည်ပဆိုင်ရာစွမ်း အားရဲ့အခြေခံဖြစ်ပါရယ်ဒေသမတွေကအေယာမလင်းရင်ကွင်းသက်ဖွဲရှေးပေါ်မှာရွေးရှာနိုင်ပြီးတော့ရန်သူကန်ချီနာမှာဓမ္မမဟုတ်ကဘာသမုတ်တရားရဲ့ပင်နေရာမဆိုရောက်ရှိနိုင်ပါရယ်ဒေသမတွေကကဘာအများစုနေရာတွေကိုနှစ်ဖက်အတွင်းရောက်ရှိနိုင်တာကြောင့်မြေပြင်တက်တီထက်အများကြီးမြန်ဆန်စွာလှုပ်ရှားနိုင်ပါရယ်ဒီလင်းရင်တင်သမတွေကိုစစ်စင်ရေးအတွက်အထောက်ပံ့ပေးဖို့ရှေးမင်မာလိုမျိုးအထူးပုံကျဲတိုက်ခိုက်ရေးတွေလုပ်ဖို့ဓမ္မမဟုတ်ပင်လယ်ကြီးကိုထိန်းချုပ်ဖို့အသုံးပြုနိုင်ပါရယ် သင်မောဘော်ကလင်းရင်ကြီးကမိုင်းယာချီဝေးတဲ့နေရာတွေကိုပါရောက်ရှိနိုင်တာကြောင့်ဘယ်နေရာတွေကိုမထိမှလဲဆိုတာထက်ဘယ်နေရာတွေကိုထိမှလဲဆိုတာကပိုအရေးကြီးပါတယ်။ကမ္ဘာလူဦးရေရဲ့80ရာခိုင်နှုန်းကျော်ဟာကယူရနဲ့မိုင်300အတွင်းမှာနေထိုင်ကြတာမို့ဒီသင်မောတွေရဲ့လွှမ်းမိုးမှုကကြီးမားပါတယ်။နောက်ထပ်အားသာချက်တစ်ခုကဒီသင်မောတွေဟာရွေရှောင်းနေနိုင်တာကြောင့်တာမန်လီယင်ခွင်းတွေထက်တိုက်ခိုက်ဖို့ပိုခက်ခဲပါတယ်။ဒါပေမဲ့ဒီသင်မောတွေကတိစောက်ဖို့ဒေါ်လာဘီလီယံချီကုန်တာကြောင့်ပိုင်ဆိုင် ဖို့အလွန်ဈေးကြီးပါတယ်။အကြောင်းကတော့လရင်ကွင်းတစ်ခုလုံးကိုသင်္ဘောပေါ်မှာတိဆောက်ထားရတာကြောင့်အလွန်ကြီးမားပါတယ်။အခုထိတိဆောက်ထားတဲ့အကြီးဆုံးလရင်ထင်သင်္ဘော USS Scarlet R4 ကအလျား1100ပေမီတာ300ကျော်ရှိပါတယ်။အများဆုံးရေတုတွေက တန်စိန်တသိန်းရှိပြီးတော့အပြည့်တင်ထားတဲ့အခါရှေတန်စိန်တသိန်းကိုဖယ်ရှားနိုင်ပါတယ်။ဒီရွယ်စားကြောင့်လေရင်ပေါင်းဒါဇင်နဲ့ချီကသင်္ဘောပေါ်မှာထားရှိနိုင်ပြီးတော့အကြီးဆုံးသင်္ဘောတွေမှာဆိုရင် လေရင်90အထိဆက်ပါတယ်။ဒီလေရင်တွေကသင်္ဘောရဲ့ရှေ့ဘက်ပိုင်းသို့မဟုတ်သင်္ဘောဦးပိုင်းကအထူးပြုလုပ်ထားတဲ့ပြည့်လွတ်ရာနေရာကနေပြန်ထွက်ကြပါတယ်။ဒီနေရာက300ပေမီတာ100ခန့်ရှေ့လျားပြီးမြေတာမန်လေရင်ပြန်ပြေးလမ်းတွေထက်25စားမှ 40စားအထိတိုးတောင်းပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့လေရင်တင်သင်္ဘောတချို့မှာအထူးပြုလုပ်စနစ်တွေတက်ဆင်ထားပြီးလေရင်တွေကိုအချိန်မြင့်ပေးကလေးလံတဲ့လေရင်တွေကိုပါအဆင်ပြေပြေ ပြန်တန်းနိုင်အောင်လို့စီစဉ်ထားပါတယ်။လေရင်စင်သက်ဖို့အတွက်ဆိုရင်တော့ရိုးရာလေရင်တင်သင်းမော်တွေမှာသင်းမော်အစုံပိုင်းနောက်ပိုင်းမှာထောင်ဆောင်နေတဲ့စင်သက်စင်ကြံပါပြီးတော့200မီတာထက်တောင်တိုပါတယ်။လေရင်တွေကိုအချိန်လျှော့ဖို့အတွက်ဒီသင်းမော်တွေမှာ Arastawa Star လို့ခေါ်တဲ့ဆွဲထင်းကျိုးတွေပါတာဖြစ်ပါတယ်။ဒီ Arastawa ရာလို့ခေါ်တဲ့ကျိုးကလေရင်ရဲ့အမီပိုင်းကိုချိန်ပြီးတော့ရက်တန့်ပေးပါတယ်။တကယ်လို့လေရင်ကဒီကျိုးကိုလွတ်သွားရင်တောင်ထောင်ပြီးဆောင်နေတဲ့ တဲ့စဉ်သက်စဉ်ကြံကြောင့်ပြန်တက်လို့ရပါသေးတယ်။ဒါဆိုရင်တင်မဘော်ကတခြားလေရင်တွေဒါမှမဟုတ်ဝန်ထမ်းတွေနဲ့မထိခိုက်တော့ဘူးပေါ့။ဒီလိုပြလို့စနစ်နဲ့ဆွဲထင်းကျိုးစနစ်နှစ်ခုပေါင်းဆက်တဲ့နည်းကိုတော့ cattle barrel လို့ခေါ်ပါတယ်။ Cataplug Assistant Takeoff Bed Extract Recovery ရဲ့အတူကောက်ဖြစ်ပါတယ်။တကယ်ပြဿနာကဒီစနစ်ကအရင်ဈေးကြီးပါတယ်။ဒါကြောင့်လေရင်တင်သင်းမောတိုင်းကဒီစနစ်ကိုမသုံးကြပါဘူး။အစင်းနေတဲ့လေရင်တင်သင်းမောတွေမှာတော့ Ski Jump လို့ခေါ်တဲ့ပြေးလမ်းရဲ့အစွန်မှာမဆောက်တဲ့ platform ပါပါတယ်။ဒါကဈေးသက်သာပေမဲ့လေရင်တွေကပိုပေါ်ပါဖို့လိုပါတယ်။ဒါကြောင့်ပြန်တဲ့အကွာဝေးနဲ့လက်နဲ့တက်စင်နိုင်စွမ်းလေးနေသွားပါတယ်။ ခေတ်သစ်လျင်တင်သင်္ဘောအများစုကလည်းအရန်ရှုပ်ထွေးတဲ့စင်သက်စနစ်တွေမတုံးကြတော့ပါဘူး။ Aristar Wire အစား F35B လို့ဒေါင်လိုက်ဆင်းနိုင်တဲ့လေယာဉ်တွေကိုသုံးပါတယ်။ဒါ ਉਹ Stovall Short Takeoff and Particle Landing Snell လို့ခေါ်ပါတယ်။ဒီစနစ်မှာလည်းကန်သက်ချက်တွေပါရှိပါတယ်။ဥပမာလေယာဉ်တင်ဆောင်နိုင်တဲ့လက်နက်ပမာဏနည်းရမျိုးပေါ့။ဒါပေမဲ့ဈေးကတော့ပိုသက်သာပါတယ်။သမုတ်အရွယ်စားကိုလည်းတဝက်လောက်ထိ short ချနိုင်ပါတယ်။ American က Stovall စနစ်သုံးသင်္ဘောတွေကိုလျင်တင်သင်္ဘောအဖြစ်အသိအမှတ်မပြုပေမဲ့အပြည်ပြည်ဆိုင်ရာဥပဒေကတော့အသိအမှတ်ပြုထားပါတယ်။လျင်တင်သင်္ဘောပေါ်ကတကယ့်လျင်တွေအကြောင်းဆက်ပြောရမယ်ဆိုရင်တော့အမျိုးစားတွေလည်းအများကြီးပါပါတယ်။အများစုမှာလေကြောင်းထိန်းချုပ်ရေးမြေပြင်အကူအညီနဲ့ထိကြတဲ့တိုက်ခိုက်မှုတွေအတွက်တိုက်လျင်တွေပါပါပါတယ်။ American တွေက FA18 Super Hornet F35C ဓမ္မမဟုတ် Stovall Demori အတွက် F35B ကိုသုံးပါတယ်။ ပြင်သစ်တွေက The Zord M Russia တွေက Michi 29K တရုတ်တွေက J15 တို့ကိုတုံးကြပါတယ်။လေရင်တင်သင်္ဘောတစည်းပေါ်မှာတင်ဆောင်တဲ့ထိုင်းလေရင်အရှိတွက်ကတခုနဲ့တခုမတူပါဘူး။တချို့က18စီးပဲတင်ဆောင်နိုင်ပေမဲ့တချို့က90နီးပါးအထိတင်ဆောင်နိုင်ပါတယ်။ဒီကနန်းတစ်ခုတည်းကြည့်ရုံနဲ့မပြီးပါဘူး။အရေးကြီးတဲ့အချက်က ဆော်တီရိတ်တနေ့ဒါလီရင်ပြန်တန်းနိုင်မှုအရေအကျွဲပါတချို့တင်မောတွေကတနေ့30ကျိန်ပဲပြန်တန်းနိုင်ပေမဲ့တချို့က100ကျော်အထိပြန်တန်းနိုင်ပါတယ်ဒါကလရင်တင်တင်မောတစည်းရဲ့တိုက်ခိုက်ရေးလုံဆောင်နိုင်စွမ်းကိုအကြီးကျယ်ပြောင်းလဲစေပါတယ်ဒါပေမဲ့တိုက်လရင်နေမကပါဘူးလရင်တင်တင်မောအများစုမှာ SH60 Shewak Tomaho AW101 Marlin Low အထူးဟယ်လီကော်ပတာတွေလည်းပါပါတယ်ဒီဟယ်လီကော်ပတာတွေကရင်ခုတင်မောတွေနဲ့ရန်သူတင်မောတွေ ကိုတိုက်ခိုက်ဖို့အတွက်သာမက ဆောင်းကြည့်ရေးနဲ့ဒယူပို့ဆောင်ရေးအတွက်ပါအသုံးဝင်ပါတယ်။တိုက်လေယာဉ်တွေကအာယုံဆိုင်မှုအများဆုံးရပေမဲ့ဒီဟယ်လီကော်ပတာတွေကတပ်ဖွဲ့တစ်ခုလုံးကိုလုံခြုံစွာထားရှိဖို့နဲ့အဆင်ပြေစွာလည်ပတ်နိုင်ဖို့ကူညီပေးပါတယ်။နောက်ထပ်အရေးကြီးတဲ့လေယာဉ်တွေကတော့ E2D Hawk Eye လို့ဆောင်းကြည့်ရေးလေယာဉ်တွေဖြစ်ပါတယ်။ဒီလေယာဉ်တွေကရန်သူလေယာဉ်တွေ၊သင်းမောတွေနဲ့ဒုံးကျည်တွေကိုရှာဖွေဖော်ထုတ်ပေးပါတယ်။ EA18G Glowerlo Electronic စစ်ဆင်ရေးလေယာဉ်တွေကလည်းရန်သူရေဒါတွေ ရင်ဆက်သွယ်ရေးစနစ်တွေနဲ့လက်နက်စနစ်တွေကိုနှောင့်ယှက်ဖို့အတွက်အကူအညီပေးပါတယ်။ American ရေတပ်ကတော့ CMV-22B Osprey လုံကုန်တင်လေယာဉ်တွေကိုပါလေယာဉ်တင်သင်းမောပေါ်မှာတင်ဆောင်ထားတဲ့တခုတည်းသောရေတပ်ဖြစ်ပါတယ်။ဒီလေယာဉ်တွေကအစိတ်အပိုင်းအသစ်တွေလက်နက်တွေနဲ့ဝန်တန်းအသစ်တွေကိုတင်မောစီကိုအမြန်ပို့ဆောင်ပေးပါတယ်။ဒါကြောင့်လေယာဉ်တင်သင်းမောတစည်းကလာပေါင်းများစွာအိမ်မပြန်မဲဆက်လက်လည်ပတ်နိုင်ပါတယ်။ဒါပေမဲ့အဓိကထောက်ပံ့ရေးလုပ်ငန်းတွေကိုတည်ထောင်ထောက်ပံ့ရေး းသင်္ဘောတွေကလှုပ်ဆောင်ပါတယ်။နိုင်ငံတိုင်းမှာမတူညီတဲ့ထောက်ပံ့ရေးသင်္ဘောအမျိုးအစားတွေရှိပါတယ်။တချို့ကအစားအစာနဲ့လက်နက်ခဲယမ်းတွေ၊တချို့ကလောင်စာဆီတွေတည်ယူပေးပြီးတချို့ကတော့အားလုံးကိုတပြိုင်တည်းသင်ဆောင်နိုင်ပါတယ်။လောင်စာဆီကလည်းအရေးကြီးပါတယ်။လေရင်တင်သင်္ဘောတွေမှာ လောင်စာဆီသင်္ဘောများစွာသင်ဆောင်နိုင်ပေမဲ့တိုက်ပွဲတွေအတွင်းမှာတော့ဒေလောင်စာတွေကမြ мян ကုန်သွားတတ်ပါတယ်။ ။လရင်တင်သွင်းမှုတွေဟာလနဲ့အစ်တီကိုလည်းရဲတတပတ်အနေငယ်ကြတိုင်းသို့မဟုတ်လနဲ့ငယ်ကြတိုင်းလိုအပ်ပါတယ်။အစားအစာလည်းအရေးကြီးပါတယ်။လက်စက်တဲ့အစားအစာတွေကမကြာခဏကုန်သွားတတ်ပြီးရေခဲတံတားထဲမှာအစားအစာအများကြီးရှိပေမဲ့တပတ်တစ်ခါလောက်အစ်သက်သေးဘဝအကောင်းဆုံးနည်းလမ်းမှာပဲ။ဘာလို့လဲဆိုတော့လေရင်တင်သင်မောတစည်းပေါ်မှာလူပေါင်းများစွာအလုံးလုံးနေရလို့ပဲဖြစ်ပါရင်ရှင်။ပြောရမယ်ဆိုရင်တော့ အသေးဆုံးသင်္ဘောတွေမှာဝန်ထမ်းတစ်ထောင်အောက်ရှိပေမဲ့အကြီးဆုံးသင်္ဘောတွေမှာတော့6ထောင်နီးပါးအထိရှိပါတယ်။ဒီထဲကတစိမ့်တစ်ပိုင်းကလေရင်တပ်ဖွဲ့ဝင်တွေဖြစ်ပြီးတော့စက်ပြင်းသမားတွေ၊လေရင်ပြေးလဲအဖွဲ့နဲ့လေရင်မူးတွေပါဝင်ပါတယ်။သင်္ဘောအဖွဲ့ဝင်တွေကတော့လေရင်တပ်ဖွဲ့နဲ့လုံးဝခွဲထားပြီးထောက်ပံ့ရေးပြပြင်ထိန်းသိမ်းရေးနဲ့လမ်းကြောင်းပြအဖွဲ့တွေပါဝင်ပါတယ်။ဒီဝန်ထမ်းတွေကလာပေါင်းများစွာသင်္ဘောပေါ်မှာနေထိုင်ရပါတယ်။ပုံမှန်အားဖြင့်6လကြာတဲ့အထောင်ဝင်ထမ်းဆောင်မှုတစ်ခုအတွက်သူတို့အများ စုဟာကျင်းပြောင်းတဲ့အိမ်ယာတွေနဲ့အသေးငယ်တဲ့ဒုလောင်နေရာလေးတွေမှာပဲနေထိုင်ရပါတယ်။ရေချိုးကန်းနေရာလဲတိတ်ပြီးတော့စိန်ကြမနေပါဘူး။သူတို့တွေက Mustack လို့ခေါ်တဲ့အိမ်ယာမထမင်းစားကန်းကြီးတွေမှာစားတော့ရပါတယ်။သွားဆရာဝန်နဲ့ဈေးဝါပညာရှင်တွေလိုဂျမိုင်းဝင်ဆောင်မှုတွေလည်းရှိပါတယ်။အချိန်အားတဲ့အခါဘာသာရေးအခမ်းအနားတွေအတွက်ဖျားချောင်းလေးတောင်ပါပါသေးတယ်။ အပန်းဖြေစရာအားကစားခန်းမှ TV နဲ့ video game အခန်းစာကြည့်တိုက်တောင်ရှိပါသေးတယ်။ဒင်းငယ်တဲ့ဆိုင်လေးနဲ့စပင်ညက်ဆိုင်မှာဒင်းမောပေါ်မှာပါပါတယ်။ဒါပေမဲ့အရာရှိတွေကတော့နည်းနည်းပိုအဆင်ပြေပါတယ်။သူတို့မှာတည်တံ့ထမင်းစားကန်းနဲ့အနားယူကန်းတွေရှိပြီးတော့ အိတ်ခမ်းနဲ့ရေချိုးခန်းတွေရာလဲနည်းနည်းပိုကျပါတယ်။ကဘာတဝမ်းလျင်တင်သင်းမောတွေရွေးရှာဖို့ဆိုတာအလွန်ကြီးမားတဲ့စွမ်းအားတွေလိုအပ်ပါတယ်။အများစုကဓာတ်ငွေ့တာပိုင်ဒီဇယ်အင်ဂျင်ဒါမှမဟုတ်ရေနည်းငွေ့တာပိုင်လိုတာမန်စွမ်းအင်သုံးကြပါတယ်။ဒါကနျူကလ িয়ার စွမ်းအင်ထက်ဈေးပိုသက်တာပါတယ်။အမေရိကန်နဲ့ပြင်သစ်ပဲနျူကလ িয়ার စွမ်းအင်သုံးလျင်တင်သင်းမောတွေရှိပါတယ်။သင်းမောတစ်စီးကိုဒေါ်လာဘီလီယံချီကုန်ပေမဲ့အကျိုးကျေးဇူးတွေလည်းများပါတယ်။နျူကလ িয়ার သင်းမောတွေကပုံမြန်ဆန်စွာသွားလာနိုင် င်ပြီးတနအီမိုင်35ကျော်နှုန်းနဲ့အချိန်ကြာကြာမောင်းနေနိုင်ပါတယ်။နောက်ပြီးနျူကလ িয়ার သင်္ဘောတွေကအနည်းဆုံး20ကနေ25နှစ်အထိ လောင်စာထပ်ပြေးစရာမလိုပါဘူး။တာမန်ဆွေးရင်သုံးသင်္ဘောတွေကတော့ရဲတပ်တပ်အနေငယ်တိုင်းလောင်စာထပ်ပြေးဖို့လိုပါတယ်။ဆွေးရင်စနစ်တွေမကပါဘူး။လေရင်တင်သင်္ဘောတွေမှာကာကွယ်စနစ်တွေလည်းလိုပါတယ်။စစ်ပွဲတွေမှာလေရင်တင်သင်္ဘောတွေကအဓိကပြတ်မဲ့ဖြစ်နေတတ်ပါတယ်။ ဒုံးကျည် drone ရေငုပ်သင်္ဘောနဲ့လေယာဉ်တွေရဲ့တိုက်ခိုက်မှုကိုခံရနိုင်ပါတယ်။ဒါကြောင့်လျင်တင်သင်္ဘောတွေမှာ အကွာအဝေးလိုက်ဒုံးကျည်ကာကွယ်ရေးစနစ်အမြန်ပစ်ဆက်တဲ့ပြီးတော့ electronic နောက်ရှက်ရေးစနစ်တွေလည်းတက်ဆင်ထားပါတယ်။တိုက်လျင်တွေကလည်းရန်သူလေရင်ဒုံးကျည်နဲ့ရေငုပ်သင်္ဘောတွေကိုတိုက်ခိုက်ဖို့ကာကွယ်ရေးအခန်းကဏ္ဍမှာပါဝင်ပါတယ်။လျင်တင်သင်္ဘောတွေရဲ့ကာကွယ်ရေးစနစ်တွေမှာ ရန်သူစနစ်တွေကို electronic နည်းနဲ့နှောင်းရှက်ဖို့အထူးလျင်တွေတောင်ပါပါသေးတယ်။တကယ်လို့ထိမှန်ခံရရင်တောင်တမ်မနီပြားတွေနဲ့ကာယံထားတာကြောင့်ပျက်စီးမှုကိုအနည်းဆုံးဖြစ်အောင်ကာကွယ်ပေးပါတယ်။နျူကလ িয়ার reactor လို့အရေးကြီးနေရာတွေမှာဆို Kevlar ကာကွယ်မှုတွေနဲ့ထပ်မံပြီးတော့အားဖြည့်ထားတာဖြစ်ပါတယ်။ မီးလောင်မှာစိုးရိမ်ရတဲ့အတွက်အခန်းတွေကိုတည်တံ့ခွဲထားပြီးအထူးမီးသည့်အဖွဲတွေလည်းသင်္ဘောပေါ်မှာအမြင်ရှိနေပါတယ်။ဒါပေမဲ့ဒေါ်လာဘီလီယံချီတန်တဲ့ဒီသင်္ဘောကြီးတွေကိုကာကွယ်ဖို့အတွက်ဒါရီတင်မလုံလောက်ပါဘူး။ဒါကြောင့်မို့လို့လေရင်တင်သင်္ဘောတွေကိုတခြားကာကွယ်ရေးစနစ်တွေပြည့်စုံတဲ့သင်္ဘောတွေနဲ့အမြင်အထူလိုက်ပါစေပါတယ်။ American ရေတပ်မှာဆိုရင်ဒုံးကြီးပြစ် Cruiser သင်္ဘောတစ်စီးသို့မဟုတ်တစ်စီးထက်ပိုပြီးတော့ဒုံးကြီးပြစ်ဖြတ်သင်္ဘောအနည်းဆုံး၂စီးနျူကလ িয়ার တိုက်ခိုက်ရေးရင်ခုန်သင်္ဘောတစ်စီးသို့မဟုတ်၂စီးနဲ့ဖွဲ့စည်းထားတဲ့ ဲ့ Carrier Strike Group တွေကလျင်တင်သင်္ဘောတွေကိုကာကွယ်ပေးပါတယ်။ဒုံးကြီးပြစ် Cruiser သင်္ဘောတွေမှာရန်သူလျင်နဲ့ရိတ်ကုန်းသင်္ဘောတွေကိုခြေရခံနိုင်တဲ့အစစ်မြစ်ရေဒါတွေပါပြီးတော့ဒုံးကြီးပြစ်စနစ်တရာကျော်နဲ့လန်ဒန်တက်ဆင်ထားပါတယ်။ ဒုံးကြီးပြည့်ဖြတ်သင်းမိုးတွေကတော့ Carrier Strike Group ရဲ့အလုံအများဆုံးသင်းမိုးတွေပါပဲ။တစည်းစီမှာဒုံးကြီးပြည့်စနစ်100နီးပါးစီပါပြီးတော့ရန်သူရင်ငုတ်သင်းမိုးတွေကိုရှာဖွေဖို့ Helicopter တွေလည်းပါပါတယ်။လေယာဉ်တင်သင်းမိုးတွေအတူလိုက်ပါတဲ့ရင်ငုတ်သင်းမိုးတွေကလည်းရန်သူရင်ငုတ်သင်းမိုးတွေကိုရှာဖွေဖို့နဲ့တိုက်ခိုက်ဖို့ကူညီပေးပါတယ်။ဒါမှန်သင်းမိုးတွေနဲ့လေယာဉ်တွေထက်ပိုပြီးတော့ ုံးကွယ်နိုင်စွမ်းရှိတာကြောင့်ရန်သူသင်္ဘောတွေကိုတိုက်ခိုက်ဖို့အတွက်ပိုအဆင်ပြေပါတယ်။ American ပြင်ပကတခြားနိုင်ငံတွေကတော့ cruiser နဲ့ဖြတ်သင်းမောအရေအတွက်ကန့်သက်ချက်ရှိတာကြောင့်ကွဲပြားတဲ့ဖွဲ့စည်းပုံတွေကိုအသုံးပြုကြရလဲဖြစ်ပါတယ်။လေရင်တင်သင်မော်ရီရဲ့တမိုင်းကြောင်းကိုပြောရမယ်ဆိုရင်20ရာစုအစောပိုင်းကလေးကသင်မော်ဘော်ကနေလေရင်ပြန်နေပြင်လို့ဖို့ဆန်သက်ခဲ့ကြပါတယ် 1930ခုနှစ်မှာလင်းရင်မူ Asian Airline က USS Birmingham Cruiser ဘောကနေပထမဆုံးချိန်လင်းရင်ပြန်တက်ခဲ့ပါတယ်။နှစ်လအကြာမှာတော့ US Pennsylvania သင်္ဘောပေါ်လင်းရင်ဆင်းသက်နိုင်ခဲ့ပြီးတော့နောက်ထပ်ဆန်းချိန်တစ်ခုကိုချိုးပစ်ခဲ့ပါတယ်။ဒါကနောက်ထပ်လာမယ့်အရာရီရဲ့အစပါပဲ။ ထမကဘာစစ်အတွင်းမှာလရင်တင်သင်းမို့အယူဆကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းလာပါတယ်1918ခုနှစ်မှာဗြိတိရှလူရဲ့ Edwin Denning ကမြေရှာနေတဲ့သင်းမို့ပေါ်ပထမဆုံးလရင်ဆင်းသက်နိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်ဝန်နေစရာကောင်းတာကနောက်ပိုင်းစူးစမ်းမှုတစ်ခုက သူတည်ဆုံးခဲ့ရပါတယ်။ဂျာကဒီလိုလုံးဆောင်ချက်တွေဘလောက် NDA များလဲဆိုတာပြသနေပါတယ်။ဒါပေမဲ့ပြည်ထိန်ကလရင်တင်သမို့ယူဆကိုဆက်လက်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။1919ခုနှစ်ပထမကမ္ဘာစစ်ပီးဆုံးပြီးခါစားမှာပဲ HMS Hermes လို့အမည်ပေးထားတဲ့ကမ္ဘာပထမဆုံးလရင်တင်သမို့ကိုစတင်မွေးဖွားခဲ့ပါတယ်။ဒါကြောင့်ကမ္ဘာအင်အားကြီးနိုင်ငံတွေကလည်းမြန်မြန်ဆန်ဆန်လိုက်ပြီးတော့ထုတ်လုပ်လာကြပါတယ်။ဂျပန်မှာ Osho လို့အမည်ပေးထားတဲ့သူရဲ့ကိုပိုင်လရင်တင်သမို့ကိုစတင်မွေးဖွားခဲ့ ပြီးတော့1922ခုနှစ်မှာတရားဝင်စတင်အသုံးပြုနိုင်ခဲ့တဲ့ပထမဆုံးလေယာဉ်တင်သင်္ဘောဖြစ်လာပါတယ်။အဲဒီနှစ်မှာပဲ American ပြည်ထောင်စုက USS Langley လို့အမည်ပေးထားတဲ့သူတို့ရဲ့ကိုယ်ပိုင်လေယာဉ်တင်သင်္ဘောကိုတာဝန်ပေးအပ်ခဲ့ပါတယ်။ကမ္ဘာတဝန်းကနိုင်ငံတွေကကမ္ဘာလုံးဆိုင်ရာတင်မမှုတွေကိုရှော့ချဖို့လေယာဉ်တင်သင်္ဘောဖွံ့ဖြိုးတိုးတက်မှုကိုကန့်သတ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါကို1922ခုနှစ်ကဝါရှင်တန်ရေတပ်စာချုပ်မှာရေးသားထားပါတယ်။ ဂရိရှာအင်ပါရာအမေရိကန်ပြည်ထောင်စု ဂျပန်ပြင်သစ်နဲ့အီတလီနိုင်ငံတို့ကဒီစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။နိုင်ငံအားလုံးကစစ်သင်္ဘောအသစ်တွေနဲ့လေရင်တင်သင်္ဘောတွေထုတ်လုပ်မှုကိုကန့်သတ်ဖို့နဲ့သူတို့ရဲ့တန်ချိန်ကိုကန့်သတ်ဖို့သဘောတူညီခဲ့ကြပါတယ်။နောက်ပိုင်းမှာ1930ခုနှစ်ကလန်ဒန်ရေတပ်စာချုပ်နဲ့ဒီအချက်ကိုထပ်မံအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့1930ခုနှစ်တွေမှာကမ္ဘာလုံးဆိုင်ရာဒင်မမှုတွေပြန်လည်မြင့်တက်လာခဲ့ပါတယ်။နိုင်ငံအမျိုးမျိုးကသင်္ဘောအသစ်တွေရောက်ဖို့စ တင်လှုပ်ဆောင်ခဲ့ကြပါတယ်။1939ခုနှစ်ရောက်တဲ့အခါပြည်တိမ်မှာလေရင်တင်သင်္ဘော9စီး၊ဂျပန်မှာ6စီး၊ American ပြည်တော်စုမှာ9စီးနဲ့ပြင်သစ်မှာတစ်စီးစီပိုင်ဆိုင်ထားပါတယ်။ဒုတိယကမ္ဘာစစ်စတင်ချိန်မှာတော့လေရင်တင်သင်္ဘောတွေကတကယ်ကိုဘလောက်အင်အားကြီးလဲဆိုတာကိုလူတွေသိလာရတော့မှာပါ။1939 936ခုနှစ်မှာဗြိတိန်ကဂျာမနီကိုစစ်ကျင်ညာပြီးတဲ့နောက်အက်တလန်တီသမုဒ္ဒရာနဲ့မြောက်ပင်လယ်တွေမှာသူတို့ရဲ့လေရင်တင်သင်္ဘောတွေကိုအသုံးပြုခဲ့ပါတယ်။ လရင်တင်သင်းမောတွေကဗြိတိရှားရေတပ်အတွက်ကာကွယ်ရေးနဲ့အထောက်ပံ့အခန်းကဏ္ဍကိုသာအဓိကအတဝန်ထမ်းဆောင်ခဲ့ပါတယ်။ဂျာမန်ရင်းကုန်သင်းမောတွေကဗြိတိရှားတို့အတွက်အိမ်မက်ဆိုးတစ်ခုပါပဲ။သူတို့ကရေတပ်သင်းမောတွေ၊ကုန်သွယ်ရေးသင်းမောတွေများစွာကိုလက်မြုပ်ဖျက်ဆီးခဲ့ပါတယ်။လရင်တင်သင်းမောတွေကနေပြစ်လွတ်လိုက်တဲ့လရင်တွေကဒီရင်းကုန်သင်းမောတွေကိုလိုက်လံဖျက်ဆီးဖို့အကူအညီဖြစ်ခဲ့ပြီးတော့ဗြိတိန်နဲ့အမေရိကန်ကြားအရေးကြီးတဲ့ထောက်ပံ့ရေးလမ်းကြောင်းကိုလုံခြုံစေခဲ့ပါတယ်။စဉ်းစားစရာကောင်းတာက ကပြည်ထိန်ဟာလရင်တင်သမုတ်တွေမရှိရင်ဒုတိယကမ္ဘာစစ်ကိုမနိုင်ခဲ့နိုင်ဘူးဆိုတာပါပဲ။အက်တလန်တီသမုတ်တရာကလည်းအမေရိကန်ရဲ့အကူအညီမရရင်ပြည်ထိန်ကဒီလောက်ကြာကြာမခံနိုင်ပါဘူး။အချိန်ထဲမှာပဲလရင်တင်သမုတ်တွေကပြည်ထိန်အတွက်တိုက်ခိုက်ရေးအခမ်းအနားတွေမှာလည်းပါဝင်ခဲ့ပါတယ်။ HMS Ark Royal လရင်တင်သမုတ်ကပြစ်လွတ်လိုက်တဲ့လရင်တွေက ဂျာမန်ရဲ့ Bismarck စစ်သည်မော်ကိုနင်းမြုပ်ဖျက်ဆီးဖို့အကူအညီဖြစ်ခဲ့ပါတယ်။ Bismarck ကသူခေတ်ရဲ့အစ်မြင့်ဆုံးစစ်သည်မော်တွေကတစည်းဖြစ်ခဲ့ပေမဲ့လေရင်တင်သည်မော်တွေရဲ့အခန်းကဏ္ဍဟာဥရောပမှာထက်တစည်းဖြစ်ဒေသမှာပုံမှန်ကြီးမားခဲ့ရလဲဖြစ်ပါတယ်။ 1940ခုနှစ်မှာဂျပန်က Pearl Harbor ကိုတိုက်ခိုက်ပြီးတဲ့နောက်မှာ American နဲ့ဂျပန်တို့ဟာသမုဒ္ဒရာပေါ်မှာအကြီးအကျယ်စစ်ပွဲတွေဖြစ်ပွားခဲ့ပြီးလေယာဉ်တင်သင်္ဘောတွေကအကြီးအအခန်းကဏ္ဍအနေပါဝင်ခဲ့ပါတယ်။တကယ်တော့ပြောရမယ်ဆိုရင် Pearl Harbor တိုက်ခိုက်မှုကြောင့်ဂျပန်လေယာဉ်တင်သင်္ဘောတွေကြောင့်ဖြစ်နိုင်ခဲ့တာပါ။သူတို့ကသမုဒ္ဒရာကိုဖျက်ပြီးတော့တိုက်လေယာဉ်တွေနဲ့ဘုံကျဲလေယာဉ်တွေကိုပို့ဆောင်နိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ကံကောင်းကြတော့ American ရဲ့လေယာဉ်တင်သင်္ဘောတွေကတော့ဒီတိုက်ခိုက်မှုမှာမထိခိုက်ခဲ့ပါဘူး။နောက်ပိုင်း ုင်းမှာဂျပန်ရဲ့အရှိတောင်အာရှသိမ်းပိုက်မှုတွေကိုလျင်တင်သင်းမောတွေကအချောက်ပန့်ပေးခဲ့ပြီးဖိလစ်ပိုင်မလေးရှားနဲ့ဒက်ရှ်အရှိအိန္ဒိယတို့ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဂျပန်လျင်တင်သင်းမောတွေကပြစ်လုလိုက်တဲ့ဘုံကျဲလျင်တွေဟာအိန္ဒိယသမုဒ္ဒရာတွေကဗြိတိရှားရဲ့ HMS Hermes ကမ္ဘာပထမဆုံးလျင်တင်သင်းမောကိုတောင်နှိမ့်ညွတ်ဖျက်ဆီးနိုင်ခဲ့ပါတယ်ရှင်။ ဗီဒီယိုလေးအဆုံးထိလိုက်ပါသေးရကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့။ Like နဲ့ Share လေးနဲ့အားပေးသွားကြပါဦးရှင်။